Hello အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ဒီတစ်ခါကျတော့ CSS ရဲ့ list style တွေကိုကျွန်တော်တို့လေ့လာကြမှာပေါ့နော် Okay ပါဆိုတော့အဲအဲ့တော့ကျွန်တော်တို့ CSS ကိုမရေးခင်မှာဘာလုပ်ရမလဲ HTML ကိုရေးရမှာပေါ့နော်အဲ့တော့ list နဲ့ပတ်သက်ကျွန်တော်ဘာရေးလဲ UN တို့ ON တို့ရှိရဟလာနော်အဲ့တော့ကျွန်တော်တို့က UN ကိုကျွန်တော်တို့ကရေးကြမယ်နော် okay အဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုကောင်းလဲဆိုတော့ဒီ ဘာဘာတွေကို list လုပ်มาလဲပေါ့เนาะအဲ့တော့ထားပါတော့ကျွန်တော်တို့ order order ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဗျာအဲ့တော့ခေါင်းစဉ်ခေါင်းစည်းလေးတစ်ခုတက်လိုက်မယ် h1 လေးနဲ့ ord ရ order list ပေါ့เนาะ okay order list ဆိုပြီးတော့ဒူးလိုက်မယ်အဲ့တော့ကျွန်တော်ဘာတွေလုပ်มาလဲဆိုလို့ရှိရင်အဲအဲ့ဒီ ui နဲ့မှာဘာရှိရယ် align ဆိုပြီးရှိရမလား align ရှိရယ်ဘာတွေရှိมาလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပါပေါ့ coffee တို့ပါလို့ coffee ပြီးလို့ရှိရင် အမ်ပြီးလို့ရှင်လက်ဖက်ရည်ပေါ့တီးရည်တီးလက်ဖက်ရည်ဟဲ့လားနောက်တစ်ခုကကိုကာကိုလာတို့ဟဲ့လား COC ကိုကာကိုကာကိုလာမလားအဲ့တော့ကျွန်တော်ဒီမှာရှင်းကြည့်အောင်အဲ့တော့ coffee tea coca-cola ဆိုပါတယ်ဗောနော်အဲ့ဒါလေးကျွန်တော် format မကြသေးဘူးနော်ဒါလေး format ကြခြင်းဒီလိုလုပ်ကြည့်ရမလား format document ဆိုနေလက်ရလားမသိ config ကအော်ဒါမမရဘူးဗောနော် ATM uh NFT ဆိုဟောပြီဒါလေးကိုနေလဲ Okay เนาะဒီမှာရသွားပြီเนาะ Okay ပါဆိုတော့ coffee tea coca-cola ဆိုပြီးရသွားပြီဒါပေမဲ့တခုရှိရကတိလားကျွန်တော်တို့ကဒီမရှိမှာအပြောက်လေးတွေဖြစ်နေအဲ့ဒီမှာဗျာကျွန်တော်တို့ကဒီ number စင်ထိုးတဲ့နေရာမှာကျွန်တော်ခဏအနေနဲ့ထိုးချင်ဘယ်လိုလုပ်မလဲပေါ့เนาะဒါမှမဟုတ်လို့ရှင်ဒါလေးကိုဖျောက်ချင်ရောဖျောက်လို့ရလားပေါ့အမဲဆက်တိဖျောက်ချင်ရင်ဖျောက်လို့ရလားပေါ့เนาะအဲ့ဒါလေးကျွန်တော်လုပ်ကြမယ်အဲ့တော့ကျွန်တော်တို့ရဲ့ list ကဘာပဲကောင်းလဲ အလိုင်းလားယူအန်လားဆိုယူအန်ပေါ့ဟုတ်လားမဟုတ်ဆိုဒီအလိုင်းတွေကိုစုထားဒါယူအန်ဖြစ်တယ်လေအဲ့ယူအန်ဆိုတဲ့တက်ကိုကျွန်တော်တို့ CSS ကနေဘာလို့မခေါ်မယ်နော်အဲ့ယူအန်ဆိုတဲ့တက်ကိုခေါ်လိုက်မယ်တကယ်လို့ကျွန်တော်ကဒီမှာ class တစ်ခုပေးမယ်ဆိုရင်တော့ဒီ class ကိုဒီကနေ dot ခံပြီးခေါ်ရမှာပေါ့ဒါမှကျွန်တော်တို့က class ကိုခေါ်မို့တော့ဒီမှာ tab ကိုပဲခေါ်လိုက်တော့မယ်နော်အဲ့တော့အဲ့ဒီမှာပါလဲဘာလို့ကြာမှာလဲဆိုတော့ဒီသူ့ရဲ့ဟိုဟာတွေကိုကျွန်တော်တို့ရေးချမယ်ပေါ့နော်အဲ့တော့ list time ပေါ့ this time annually နဲ့ဆိုပေးလိုက်ဒါဆိုရင်စောင်းနှကအဆက်ပြောင်းလေးရမရှိတော့နော်မရှိတော့ဘာလို့မရှိတော့ဆိုတော့ lift time ကိုနန်းလို့ပြလိုက်ဒါပေမဲ့ကျွန်တော်နန်းလို့မပြချင်ဘူးကျွန်တော်တခုခု position နဲ့ပေါ့တခု position ဥမာစာကဲလို့ position ဆိုတာစာကဲပေါ့နော်တကယ်လို့ square လို့ပြချင်ရင် s u u a r e square လို့ပြရင်ဘယ်လိုဖြစ်သွားမလဲ square ပေါ့နော် okay ပါဆိုတော့ဒါလေးကိုကျွန်တော်ဟိုဘက်ဒီဘက်လေးပြပေးပါမယ်နော်မျိုးလုံးနဲ့မြင်တော့

အဲဒီမှာနောက်တစ်ခုကကျွန်တော် lower alpha ဆိုပြီးရောရှိတယ်နော် low r lower dot ampha အဲ sorry sorry low r ဒီမှာဒါလေးနှိပ်လေရပါတယ်နော်အဲ့ဒါဆိုရင်ဘယ်လိုဖြစ်သွားလဲ abc ဟုတ်လားအဲဒါ lower alpha နော် lower ဆိုတော့ lower key ပေါ့အဲ့တော့ upper ဆို upper ရှိနိုင်လား upper ပေါ့ရှိ upper လည်းရှိရနော် upper alpha တို့ upper latin တို့ upper roman တို့ latin ဆိုတာပါလေ ကြည့်ကြည့်ရလက်တင်ဆိုတာ ABC เนาะလက်တင် ABC เนาะโอเคအဲလက်တင်ဟောပါရှိသေးတယ်ဒီမှာ Roman Roman ဆိုတာကျွန်တော်တို့ရောမမလားရောမကဏ္ဍနေเนาะ1 2 3ဟလာအဲ့လိုမျိုးအဲ့ဒါကိုကျွန်တော်တို့အပဆိုရင်သူအကြီးနဲ့ပြရတယ် lower ဆိုရင်အသေးနဲ့ပြရတယ်ပေါ့เนาะတကယ်လို့မပေါ်စီရှင်ဘူးဆိုလို့ရှင်ဘာလုပ်ပြီးလဲပေါ်စီရှင်ဆိုလို့ရှင်ကျွန်တော်တို့က none လို့ပြလိုက်ရင်ရှားပြီပေါ့เนาะโอเคเนาะ အဲကျွန်တော်တို့ကတကယ်လို့ square နဲ့ပြချင်ရင်ဘယ်လိုလုပ်မလဲဒါကို square နဲ့ပြချင်ရင် sqr ရေး square ဆိုပြီးပေးလိုက်အောင်ပေါ့အဲ square ၄တောင်ပေါ့နော်ဟုတ်တယ်နော် square ၄တောင်စကဲဆိုရင်ပြောတာပါစကဲ ir cl စကဲဆိုရင်ကျွန်တော်အဝိုင်းလေးနဲ့ပြမှာပေါ့နော်ဒီမှာအဝိုင်းလေးနဲ့ပြနော်တကယ်လို့ကျွန်တော်ဘာမှမထားဘူးဆိုလို့ရှိရင်ကျွန်တော်ဒီညမှာနန်းလို့ပြလိုက်နော်ဒီညမှာနန်းလို့ပြလိုက်ဒါဆိုရင်ပျောက်သွားမှာပေါ့ နားပေါ့နော်โอเคပါဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ C ဒီ HTML ရဲ့ list တွေကိုကျွန်တော် CSS CSS ဟောပေါ့နော် list property နဲ့ကျွန်တော်တို့ဘာလို့လို့ရမလဲဆိုတာကျွန်တော်တို့ဒါသိခဲ့ကြရပြီပေါ့နော်အဟုတ်ကဲ့ပါဆိုဒီကျွန်တော်ဒီကြားထဲကဒီမှာရှိနေတဲ့ဟိုပါပေါ့နော်တခုရောလို့လုံရောရလာပေါ့ဥမာဒီ align လေးမှာကျွန်တော်က class တခုပေးလိုက်မယ် အဲကလပ်မှာပါပြီလဲဆိုတော့ကိုကာလို့ပြေးလိုက်မယ်ဗျာကိုကာလို့ပြေးလိုက်မယ်အဲဒီတစ်ခုတည်းကိုပဲကျွန်တော်က CSS ပြင်ရောရနိုင်လားလောက်ကြည့်ပြမယ်နော်အဲ online okay အဲ online ဟိုမှာပေါ့ online online မဟုတ်ဘူးပေါ့နော် online မဟုတ်ဘူးဒီမှာပါလဲ .coca ကိုကာဟာလာ .coca အဲအိုက်ကောင်အတွက်ပါလဲဒီမှာကျွန်တော်တို့ကဟောပြေးလိုက်မယ် 2b8 was border 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 so property ပြေးလိုက် 2 BA solid နော်ဟောပေါ့ wrap ပေါ့အဲ့ဒီမှာတွေ့လားနော်အဲ့လိုမျိုးလည်းပြီးလို့ရတာပြောချင်တာ list တွေကိုကင်တွဲလို့ရတယ်ပေါ့နော်အဲ့တော့ဒီ cooker ဆိုတဲ့အကောင်ကိုတော့ကျွန်တော်တို့အစိမ့်ပြလိုက်တယ်ပေါ့တကယ်လို့အဲ့ထဲမှာရှိတဲ့အကောင်တွေအကုန်လုံး UI ထဲမှာရှိနေတဲ့အကောင်တွေကိုကျွန်တော်တို့က border တစ်ခုခုပေးလိုက်ချင်းတယ်ဘယ်လိုလုပ်မလဲရသေးရေပေါ့နော်အဲ့ဒါဘယ်လိုပေးမလဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့ ယူဝမ်ထဲမှာရှိနေတဲ့ကောင်ဆိုရင်ယူဝမ်ပေါ့ယူဝမ်ရဲ့အလိုင်းဆိုတော့ယူဝမ်အလိုင်းဆိုပြီးတော့ပေးလိုက်မယ်အထဲမှာရှိနေတဲ့ကောင်လေးဆိုတော့ဒီကောင်လေးအကုန်လုံးပေါ့အဲ့ကောင်လေးကိုဘယ်လိုလုပ်မလဲ viewer တရားပေါ်တာပေါ်တာ 2BA S online ဒီ solid green ပေါ့ဒါဆိုရင်အကုန်လုံးကဘာဖြစ်တော့အစိမ့်ပဲဒါပေမဲ့ဘာလို့အောက်ကကောင်အနီးဖြစ်နေရလဲဆိုတော့ဒီအောက်မှာကျွန်တော် dot coca ဆိုပြီးခေါ်လိုက်လို့တကယ်လို့အဲ့ကောင်ကိုကျွန်တော်က command နဲ့ဒီမှာ control forward select ကိုပေးလိုက်ရင်ဘယ်လိုဖြစ်သွားမလဲ အောက်ကကောင်အစိမ့်မဖြစ်သွားမှာနော်သူအနီမဖြစ်တော့ဘာလို့လဲဆိုတော့ဘာလို့လဲဘာလို့လဲဆိုလို့ရှိရင်ဒီကောင်ကဘာလို့လဲဆိုလို့ရှိရင်ဒီကောင်ကဟွာဖြစ်နေလို့ပေါ့သူတို့ကွန်မန့်လေးပိတ်ထားလို့ပေါ့နော်ဖွင့်လိုက်မယ်ဆိုမှသူကပြန်ပြီးတော့ပေါ်လာမှာပေါ့နော်အဲ့တခုချင်းစီကိုကျွန်တော်တို့ကပြောင်းချင်ရောပြောင်းလို့ရမလားပေါ့နော်ဒီမှာကျွန်တော်တို့အကုန်ပိတ်လိုက်မယ်ဗျာနော်ဘယ်လိုဘယ်လိုပြောင်းချင်တာလဲဆိုတော့ ဥပမာဒီ align တွေကိုကျွန်တော်တို့ကတခုချင်းအပေါ်အောက်ပေါ့နော်ဥပမာ u1 နဲ့ align မလို့ u1 align လို့ခေါ်အောင်နော်တကယ်လို့ align ဆိုပြီးတော့တည်တန့်ခေါ်ရောမရဘူးလားရရနော်ရရနော်အဲ့လိုမျိုး okay အဲ့တကယ်လို့ကျွန်တော်ကဒီမှာ u1 ကို class တစ်ခုပေးလိုက်မယ် cn layer sir class ပေါ့နော်အဲ့တော့ my u1 လို့ပဲပေးလိုက်မယ် my u1 လို့ပဲပေးလိုက်မယ်ဗျာနော် okay အဲ့တော့ဒီနေရာမှာဘာလို့ခေါ်မလဲ my u1 လို့ပဲခေါ်မှာပေါ့ my .my u1 ပေါ့နော် .my u1 ပေါ့ ဲ့တော့ကျွန်တော်တို့ယူအန်ဆိုတဲ့တက်တွေကအများကြီးရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့ပြထားတဲ့မိုင်ယူအန်ဆိုတဲ့ကောင်တွေကကောင်ကိုပဲခေါ်ပဲဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲတော့ myun.align နော်အဲအဲ့လိုမျိုးအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲအဲကျွန်တော်ပြပေးမယ်အဲ့ဒါဆိုဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ဒီလိုပေါ့ဒီဒီကလမပါတဲ့ကောင်လေဆိုရင် तू အချုံးသွားမဝင်တော့ဘူးပေါ့အချုံးမဝင်တော့ဒီမှာချစ်ကြည့်လိုက်ဒီမှာဆိုရင်အမဲပဲပြတွေ့လာဒီဘွားကောင်လေကျတော့ပျောက်လဲပျောက်သွားတယ်ဘော်ဒါလေးလဲအုပ်သွားတယ် အဲ့လိုပြောနော်အဲကျွန်တော်တို့ကလပ်တွေတုံးလိုက်တဲ့အကြောင်းရင်းကအဲ့ဒါပဲတကယ်လို့ဒီနေရာမှာ online လို့ခေါ်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမှာလဲဒီရောက်က online တွေရောက်ပြီး border တွေဖြစ်သွားလိမ့်မယ်ချစ်ကြည့်လိုက် border တွေဖြစ်သွားလိမ့်မယ်နော်ဘာလို့လဲကျွန်တော်တို့က online ဆိုပြီးတော့လွတ်လွတ်စပယ်တုံးလိုက်လို့ဒါပေမဲ့ dot ui တော့ dot my ui ရဲ့ online ကိုမှကျွန်တော်တို့ကဒီမှာအစိမ့်ပေးခြင်းနဲ့ဆိုလို့ရှိရင်ကပို့ပြီးတော့ကောင်းပါပေါ့နော်အဲ့ဒါဆိုဘယ်လိုရေးမလဲ dot my sure space align ပေါ့နော်ပြောချင်တာဒီဒီထဲကဒီကောင်တွေကိုပဲ CSS ပေးလိုက်တယ်ဆိုသဘောပေါ့เนาะအဲ့တော့ဒီကောင်တွေကအကျုံးသွားမဝင်ဘူးပေါ့เนาะအဲ့တော့စစ်လိုက်မယ်တကယ်လည်းအကျုံးမဝင်သွားဘူးပေါ့เนาะအဲ့တော့အောက်ကရှုပ်တဲ့ကောင်ကိုဖြတ်လိုက်မယ် Okay ဆိုနောက်တစ်ခုရှိရဒီထဲမှာရှိနေတဲ့ကောင်တွေကိုကျွန်တော်တို့ကခွဲခြင်းတယ်ပေါ့เนาะ pattern ပေးခြင်းတယ်ဆိုတော့ရလာရလာပေါ့เนาะ pattern ပတ်တင်ကဘယ်လောက်လဲဖုံးပြေးလောက်ပြေးလိုက်မယ်ဒါဆိုရင်နည်းနည်းလေးကျဲသွားပြီတခုနဲ့တခုကျွန်တော် margin လေးချချင်ရောရနိုင်လားချချင်မယ် button bpm ဆိုပြီးရေးလိုက်မယ်ဒါဆိုရင် button လို့ပဲရေးမှာနော်ဟုတ်ပြီ button margin ပေါ့ margin button ရော md လို့ရေးလိုက်မယ် md md ရတော့ mb ဆိုရင် margin button နော် okay အဲ့ဒီမှာ 20p ပေးပေါ့ပေါ့တန်းပြေးလောက်ပေးကြည့်လိုက်မယ် okay တွေ့လား နော်ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့ဒါဆိုရင် list ကိုမှကျွန်တော်တို့ကကိုစိတ်ကြိုက်ပါဖြစ်သွားတော့အလှပြင်လိုက်တာပေါ့ဟုတ်လား okay နော်အဲ့ဒီမှာကျွန်တော်တို့ဟိုဘာလုတ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲအဲဟိုဘာလုတ်လိုက်တဲ့ကောင်ကိုတစ်ခုခုပြောင်းချင်ရောပြောင်းပြောင်းလို့ရမလားကျွန်တော်လုတ်ကြည့်မှာပေါ့နော် okay ဒီလိုမျိုးလေးလုတ်ကြည့်အလိုက် SOV ရဟိုပါ ဒါဒီဒီနေရာမှာနှစ်ခုဝင်လာမှာမလားဟောဒီမှာနော်ဟိုပါဟိုပါလောက်လိုက်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့က rap ဖြစ်လိမ့်မယ်အနည်းအောင်သွားလိုက်မယ်စိတ်ကြည့်လိုက်မစိတ်လို့လားမရရလားအလိုင်းလေးအကောင့်တွေကိုကျွန်တော်ဟိုပါပေးလို့ရှိရင်မရအောင်နဲ့တွေ့နော်အဲဟိုပါပေးလို့နှစ်ခုပေးခြင်းရော ဩဒီမှာရရနော်ဒီမှာအမ်နော်ဒါဆိုရင် list ကိုမှကျွန်တော်ဒီမှာ hover ပေးလိုက်တယ်ဆိုလို့ရှိရင်ဒီမှာတွေ့လားဒါထဲမှာကျွန်တော် space ချလို့တော့မရဘူးပေါ့ဗျာနော် space ချလဲလို့ရှိရင်မရဘူးပေါ့နော်အဲ space တော့မချနဲ့ပေါ့ okay ဒါ list မှာမှကျွန်တော်တို့ကိုဆက်လက်လုပ်တဲ့ item လေးကိုဒီမှာမောက်ထောက်တဲ့ item လေးတွေကိုသူကဒီမှာဘာဖြစ်လဲပြလိုက်တော့ကြောင်းဘလို့ဖြစ်တော်တော်လေးကြည့်ရအဆင်ပြေသားပါပေါ့နော်အဲ့တော့နည်းနည်းလေးဘလို့ကြည့်ကောင်းအောင်လုပ်မယ်ဆိုဘလို့လုပ်မလဲ အဲဒီမှာပေါ့ green ပေါ့နော် background ကို green ထားလိုက်မယ် background color ကြီးရည်ရန် green ပေါ့နော်ဒါဆိုရင် background green ဖြစ်သွားတယ်နော် okay အဲ့အဲ့ဒါမှာ color ကိုကျွန်တော်တို့ follow လိုက်မယ် c1 လောက color color ကိုရတော့ဟို color ဆိုတော့ phong color ဖြစ်လိမ့်မယ်နော်အဲ့ဒါ white ပေါ့အဲ့ဒီမှာပေါ့နော်အဲ့ကျွန်တော်တို့ဟုတ်ပြီ တကယ်လို့ဟိုဘာလောက်လိုက်မယ်ဆိုရင်တော့ background color ကိုကျွန်တော်တို့က background color လေးကိုကျွန်တော်တို့က red ပေးလိုက်မယ်ဗျာအဲနော်ဘာလို့ဖြစ်သွားလဲနည်းနည်းလေးအဆင်ပြေသွားပြီပေါ့နော်ကြည့်ရအောင်နော်အဲ့လိုမျိုးလေးကိုကောင်းသွားတယ်ပေါ့ Okay ပါဒီလောက်ဆိုရင်ကျွန်တော်တို့ဒါ CSS ရဲ့ list ကိုကျွန်းကျွန်းချင်းချင်းသိသွားပြီလို့မျှော်လင့်ပါတယ်နော်အဲ့တော့တိထက်လဲပို့ပြီးတော့လုပ်ကြရည်တော့ရှိတော့ရှိပါလိမ့်မယ်အဲ့တော့ကိုယ့်ဟာကိုယ်ပဲဆက်ပြီးတော့ ဒါရှာဖွေလေ့လာနိုင်ပါတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်